တာယာရဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှထမ်းကြလက်ပြုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဂျွန်းလ20ရက်နေ့တုန်းကလူအခွင့်ရေဆောင်ကြည့်ရဲ့အဖွဲ့ HRW ကနေမှမြန်မာနိုင်ငံမှာဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကလေးစစ်သားစုဆောင်းတာဟာတထောင်နဲ့800ကျော်သွားတယ်ဆိုပြီးမှဂျွန်းလ20ရက်နေ့တုန်းကထုတ်ပြန်ခဲ့တယ်။ကန္တောင်နေမြေရေစခန်းသိမ်းပိုက်ခဲ့တုန်းကလည်း စစ်တုံးပန်း၄ဦးဖမ်းရခဲ့တယ်တဦးကတော့15နှစ်အရွယ်ရန်ကုန်ကအကင်ရောင်းတဲ့ကလေးဆိုတာတော့အားလုံးလည်းသိပြီးသားဖြစ်တယ်ဆိုတော့ အခုကျမနဘေးနန်းမှာတင်ထားတာလေကြည်လိုက်တာနဲ့ကလေးလားလူကြီးလားဆိုတော့ကျမတို့ပြောဆရာမလို့ဘူးเนาะဒီတပ်ပုံကတော့ဘေးချင်းရိုက်ထားတယ်ဆိုတော့မသိပေမဲ့ဒီကလေးဟာအချက်တမ်းမှာတန်ရရရှိတဲ့စစ်ခွေးတွေကိုကုတတဲ့ဆေးရုံမှာကုတနေတယ်ဆိုတော့သိရတယ်ဆိုတော့ဒါဟာကလေးစစ်သားဖြစ်တယ်ဆိုတော့ကိုလည်းကျမတို့သိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ခွေးချဘုတ်ကိုတိုင်းလာကြည့်တဲ့အချိန်မှာရိုက်ထားတဲ့တပ်ပုံဖြစ်တယ်ဆိုတော့ဒီနေ့ကလေးပါမကြံစစ်ခွေးတွေကပေါ်တာဆွဲခြင်းအမျိုးမျိုးနဲ့ ဒီလိုမျိုးကလေးတွေမကြံစစ်သားဆွဆောင်းနေတဲ့အချိန်မှာမနေ့ကစစ်ခွေးတွေကပါထုတ်ပြန်ထားတယ်လေဆိုတော့နေရအတီးတီးကနေမှတင်နန်းစင် PDF အယောက်16ယောက်ဟာစစ်ခွေးတွေစီမှာဥပဒေပေါင်းအတွင်းကိုအလေးဝေရောက်လာတယ်ဆိုပြီးမှဖော်ပြထားတယ်ဆိုတော့အခုဒီဂျွန်လအထဲမှာပဲနှစ်ခါရှိသွားပြီအခုနောက်ပိုင်းမှာဆိုလို့ရှင်ပို့ပြီးမှခက်စိတ်စိတ်အနေနဲ့ PDF တွေအလင်းဝင်လာတယ်ဆိုတော့ဝါဒမိုင်းတွေဆက်လက်ပြီးတော့ 标手打马屁的。 ဘာသာရေးမိုင်းခွဲပြီးပြီးလူမျိုးရေးနဲ့လည်းမိုင်းခွဲပြီးပြီးဆိုတော့အခုကကျတို့ရဲ့ in r ဒီချိနေအောင်ဆိုပြီးမှအခု PDF ဘယ်နှစ်ယောက်ကတော့အလင်းဝင်လာတယ်ဘယ်နှစ်ယောက်ကတော့အလင်းဝင်လာတယ်ဆိုပြီးမှ war mind ဖြန့်ကြမှာဖြစ်တယ်တွန်ခဲတဲ့ပတ်တုံးကလည်း24ယောက် PDF တွေကအလင်းဝင်ရောက်လာတယ်လို့ပြောတယ်အခုမနေ့ကသူတို့ပြန်ထုတ်ပြန်တဲ့ theme မှာလည်းနေရာတိတိက PDF 16ယောက်ကအလင်းဝင်ရောက်လာတယ်လို့ပြောတယ်အခုဒီ16ယောက်ကိုတော့ဘလောက်ပေးတယ်ဆိုတာမပြောဘူးအရင်တော့ကဥစ္စာကိုတော့တစ်ယောက်ကိုတိန့် နဲ့ဆယ်ပေးတယ်တဲ့အခုဒီကလေးဒီကိုတကယ်ပဲတိတ်နဲ့ဆယ်ပေးသလားသူတို့က9000စားဆိုတော့ကျတော့အားလုံးတည်ပြီးသားဖြစ်တယ်ဘာမှမတတ်တဲ့အကင်ကင်ရောင်းစားနေတဲ့ကလေးကိုတောင်မှစစ်ခွေးတဲ့ထဲ့တဲ့သူတွေကဒီ PDF တင်တန်းစင်းတွေကိုမိဘယင်ခွေးတွေကိုပြန်ထဲ့တယ်တဲ့စင်စားကြည့်ကြခွေးစကားခွေးစကားခွေးပဲယုံတာပစက်ကလည်းပြည်တစားမနဲ့ကိုတူတယ်နော်ဆိုတော့ အခုဘာမှမလုပ်တတ်တဲ့ကလေးကိုတောင်ရှေ့တန်းလွတ်နေတဲ့အချိန်မှာစစ်တန်းတန်းဆင်းတဲ့ PDF တွေကိုမိဘရင်ခွင်ထဲကိုပို့ရအောင်ဒီကလေးတွေကနှုတ်ဆို့အရွယ်တွေမဟုတ်ဘူးဆံကားနဲ့အရွယ်ဆိုတာမိဘတွေနဲ့အတူတူနေတဲ့အရွယ်တွေကိုတောင်မှနင်တို့ကစစ်တပ်ထဲခေါ်နေတဲ့အခါမှာ PDF ဆိုရဟာအသက်အရွယ်အနည်းဆုံး18နှစ်ကျော်သွားတဲ့ကလေးတွေဖြစ်တဲ့ဆိုတော့ဒီ18နှစ်ကျော်သွားတဲ့ကလေးတွေကိုမိခင်ယုံခွေထဲထည့်ရအောင်ဆိုတာကတို့နှုတ်သွားဆို့မှာလား နည်းနည်းလေးထမင်းစားတယ်ဆိုလို့ရှိရင်နှစ်ထင်သုံးကြပါလို့ပြောချင်တယ်နော်ကလေးတွေနဲ့ပတ်သက်ပြီးတော့လောက်တဲ့ရင်တပုတ်အနေနဲ့ကတော့ဂျွလ9ရက်နေ့တုန်းကကော့တောင်မြို့အထက်ကတုံးမှာကြောက်တက်နေတဲ့ကိုသန်းကြောင်သားကိုသူ့ရဲ့အတန်းဖော်တငယ်ချင်းကနေမှပောက်တူးအယိုးနဲ့ရိုက်ခဲလိုက်တာကောင်းနေပါဖြစ်သွားလေတော့မသိဘူးထိုင်းနိုင်ငံရနောင်းမြို့မှာရှိတဲ့ဆဲယုံထီတောင်တက်ရတဲ့အခြေအနေဖြစ်သွားတယ်ဒါပေမဲ့အခုကတော့ဆဲယုံကနေဆင်းလာပြီး ပညာရဲမှုခရံရဲမှုအုတ်ချုပ်ရဲမှုကျောင်းဝုတ်ကြီးနဲ့မြို့နယ်အုတ်ချုပ်ရဲမှုတွေကနေမှသွားတွေ့ဆုံတယ်ပြီးတော့သူ့ကိုဆယ်သိန်းသွားပေးခဲ့တယ်တဲ့လွန်ကျိုးတဲ့ကလေးကိုကြတော့တနစ်ကျောင်းထုတ်လိုက်တယ်လို့သိရတယ်ဒီဂျူလာထဲမှာစိတ်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 ကြီးเจ้ามาကလေးတွေရံဖြစ်တဲ့ဥစ္စာကြီးတော့အများကြီးတွေ့တယ်ဆိုတော့အနည်းကကျွန်မကြည့်တယ်မြန်မာနိုင်ငံမှာဘလောက်အထိအကြောင်းသားတွေ ပျက်စီးနေကြတလဲအုပ်စုဖွဲ့ပြမှာဘလောက်အထိလိုင်းဆိုင်နေကြတလဲလို့ကြည့်လိုက်တဲ့အခါမှာမန်လေးကရောတခြားနေရာဒေသကရောဗီဒီယို30လုခုကိုတွေ့တယ်ဒါကတော့စစ်ခွေးတွေကနေမှတရေဝင်သူတို့ရဲ့ MRTV လိမ့်လေဌာနကနေမှတရင်တွင်ထားတဲ့ဥစ္စာဖြစ်တယ်ဆိုတော့ဒါနဲ့ပေါင်းရင်ဗီဒီယို33ခုတောင်မှအခုထွက်ပေါ်လာပြီဖြစ်တယ်ဘာကြောင့်မို့ဒီလိုမျိုးအုပ်စုဖွဲ့ပြမှာရိုက်နေတာတွေလုတ်တလဲဆိုတော့အခုလက်ရှိမှာလူရဲ့ စင်ပေါ်မှာတက်လာခဲ့တဲ့ခွေးတွေဟာအမြဲတမ်းအုပ်စုဖွဲ့ပြီးမှပြည်သူတွေကိုရိုက်နှက်တယ်။ဒါကြောင့်ဒီကလေးတွေရဲ့မျက်စိထဲမှာအမြဲတမ်းအုပ်စုဖွဲ့ပြီးမှရိုက်နှက်တဲ့ကိစ္စတွေအများကြီးပေါ်လာတယ်။အခုဘောမှာလည်းကောင်တုံးကောင်ကပြောတဲ့အစကားကဘာလဲဆိုတော့မိပါတီကမတင်လို့လို့ပြောတယ်။ဒီဆိုလို့ရှိရင်အခုနင်းတို့ရဲ့ခေါင်းဆောင်ဒီကိုနိုင်မိဘတုံတဲ့မဲ့မဲ့တဲ့ဖအေမဲ့မအေမဲ့လမ်းကြိုလမ်းကြားကပေါက်ပွားလာခဲ့တဲ့ခွေးတွေမို့လို့ ဒီပြက်တလာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့27ဒေါ်လာရေးတယ်ကြည့်လိုက်တဲ့အခါမှာလဲရေးခွေးတွေစစ်ခွေးတွေလမ်းသွားတဲ့သူတွေကိုအုပ်စုလိုက်ဖွဲ့ပြီးမှ ရိုက်တာတွေအများကြီးလုပ်ခဲ့တယ်။ဒါကြီးကကလေးတွေရဲ့မျက်စိထဲမှာအမြဲတမ်းမြင်နေကြဖြစ်တဲ့အတွက်ကြောင့်သူတို့လည်းအုပ်စုဖွဲ့ပြီးမှဝိုက်ချတာမျိုးတွေဖြစ်ပေါ်လာတယ်။ဒါကတော့ရှင်းရှင်းလေးပဲစစ်ခွေးတွေဖွင့်ထားတဲ့အကြောင်းမှာတက်တဲ့ကလေးတွေလည်းထူနီးတူပဲစစ်ခွေးရဲ့အောက်မှာနေတဲ့သူတွေကစစ်ခွေးလိုပဲကြင်ကြံနေတယ်ဆိုတော့ကိုတွေ့ရတယ်။ဒါတော့တိတ်ချက်စရာကောင်းတယ်လို့ one is ရကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ Now sit on boy တင်းနေဆိုလို့ရှိရင်တော့ကျွန်25ရက်နဲ့မနေ့ကပေါ့မနေ့အစောကြီးတနာရီမှာညောင်လေးပြမအခြေစိုက်ထားတဲ့ပခမရ20လက်အောက်ကစစ်ခွေးရဲခွေးတွေပူပေါင်းပြီးမှခွေး in are 50လောက်နဲ့အခြေချထားတဲ့တော်ဝိအေးရွာကစစ်ခွေးစခန်းကိုတော်ဝင်တောင်းတက်ရင်နဲ့ တောကြီးကန်တက်ရင်တို့ပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တဲ့အခါမှာတနာယီလောက်တိုက်ပွဲဖြစ်ခဲ့တယ်စစ်ခွေ73កောင်တဲပြီးမှရဲအရာရှိနှကောင်ရဲစစ်ခွေ3កောင်ရဲ3កောင်ကိုတော့အရှင်လက်လက်ဖမ်းမိခဲ့တယ်ဆိုတာသိရတယ်ပြီးတော့ကျွန်တော်တော်လာရဲဘက်ကရဲပေါ်လဲတူးကမြင့်မြတ်စွာတိုက်ပြီးနဲ့လူမျိုးတော့တက်ပေးခဲ့ရတယ်ရဲပေါ်တို့ကတော့မဆူဆလောက်တန်ညာလေးကိုရရှိခဲ့တယ်ဆိုတာသိရတယ်ဆိုတော့နေရတကာမှာအခုကျွန်တော်အောင်ပွဲတွေခံနေကြတယ် ဆိုတော့အခုကျမတို့ဒီလိုမျိုးအောင်ပွဲခံနိုင်ဖို့ရန်အတွက်မျိုးစုံသောစစ်တင်တန်းတွေကိုပေးနေတယ်လို့ပဲတင်တန်းဆင့်တဲ့သူတွေလည်းအများကြီးရှိနေပြီမန်လဲ PDF အထူးကွန်မန်ဒိုတင်တန်းအပတ်စဉ်တုံးတင်တန်းဆင့်ပွဲကြီးကိုလည်းလွတ်မြောက်တဲ့နေနေခွေးမရှိတဲ့လူတွေကြီးပဲရှိတဲ့နေရတနေရထဲမှာ ကောင်းမွန်စွာတင်နန်းစီအခမ်းအနားကိုကျင်းပနိုင်ခဲ့တယ်။တင်နန်းကတော့၃လဖြစ်ပြီးစီရဲနိုင်ငံရဲကြံ့ခိုင်ရဲစစ်နီးဗျူဟာတွေကိုတင်ပေးခဲ့တယ်ဆိုတာသိရတယ်။လတိုင်းလိုလိုတင်နန်းစင်တာတွေရှိလာခဲ့ပြီးပြီးတော့တင်နန်းတွေလည်းနေ့စဉ်ခေါ်နေတယ်။အခု Federal Wing ကနေမှလည်း drone တွေကိုဘယ်လိုလုပ်တယ်ဆိုတာကိုတင်နန်းတွေလည်းခွင့်ပေးနေတယ်ဆိုတော့ကျွန်တော်တော်လာရဲတွေဟာတနေ့ပြီးတနေ့တိုးတက်လာပြီးမြင့်မားလာပြီးဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ ိုတော့အခုကျမတို့နောက်တနေ့တစ်ပုတ်နေနေကတော့ဗီဒီယိုမတော်မရှင်းလေးเนาะကြည့်ရအောင်ဒီထဲမှာကအခုကဘာပေါ်မှာဘဒုမတောက်ဖို့မပေးဘဲနဲ့ကိုကိုကိုယူထားပြီးတော့အမြဲတမ်း2008ဥပဒေလို့ဟောင်းနေတဲ့ခွေးချဘူကလည်းမှပြောသွားတဲ့သတင်းဖြစ်တယ်ကျတော်တို့ကမကြိုက်တော့ဘူးဆိုလို့ရှင်တယ်အတန်တော်မကြားချင်တာတော့ဟုတ်တယ်ဒါမဲ့နည်းနည်းလေးအောင့်ဤပြောတော့နားထောင်ကြည့်ရအောင်เนาะသူဘာများဟောင်းသွားတယ်လေပေါ့ဒီမိုကရေစီကုတ္တရာဆိုတာတစ်ချက်ပါ ီမိုကရေစီလမ်းကြောင်းရဲ့လွဲချော်ပြီးလက်ရှိအခြေအနေကိုရောက်ရှိလာကြတာအားလုံးပြည်ပဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့အန်ဒီမိုက်ညမထားတဲ့ရေမှချက်ကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံပြူဆောင်မှုပဲဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ဆိုတာပြည်သူကရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပြီးဖက်ဒရယ်စစ်ဆိုတာကတော့လုပ်ပိုင်ခွင့်အာဏာနဲ့ရပ်ပိုင်ခွင့်တွေကိုမျှဝေခံစားစီခြင်းပဲဖြစ်ပါတယ်။ဖက်ဒရယ်ဆိုတာ ဘလူခွေးများတဲ့တိုက်ဒဏ်ရာကြီးတွေပြည်နေပြီးလူမျိုးတွေနဲ့ဒီမှုစုတွေစူးစီးဒုက္ခရာကတွေလူ့ဘဝတွေကိုခွဲဝေကျင့်သုံးတဲ့သဘောတရားဖြစ်ပြီးပေါင်းစည်းနေတဲ့ခြင်းနဲ့ပြတ်ဝေခံစားခြင်းလိုပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့တရရှိခုနဲ့ပစိပုံချေတော်ဥပဒေနဲ့အညီနိုင်ငံတော်တာဝန်ယူဆောင်ရတာဖြစ်တဲ့ပဲကျင်းရီဒိုလာရဲ့ပါတီတို့ဒီမိုကရေစီစစ်တပ်ကိုမဖြစ်မနေတော့ဖြစ်ပေါ်မှာဖြစ်ပါလိမ့်မယ်။အဲဒါကျွန်တော်တို့ဘူရာချင်းမှာ ထားတဲ့အတိုင်းပဲဥဒိပရတ်ချက်ကနေဒီရုပ်တော်ကိုကျင်းပပြီးတော့ဒီသူကဒီ6ဒီကောပြင်ရောက်လိုက်တဲ့အစိုးရနိုင်ငံတော်အာဏာတော်ပြောင်းပြီးမှဖြစ်ပါတယ်ဒီမိုကရေစီလမ်းကြောင်းကိုရှာမှတ်နိုင်တဲ့အခြေခံမျိုးမှာဒေါက်တာဆွဲပယ်ပြီးမိမိတို့လူသားချင်းတာကိုကောက်ထုတ်တာမျိုးလက်နက်ကလမ်းစဉ်ကိုဖက်တွယ်ပြီးလူမျိုးတွေဒေသစွဲကြီးမားစွာနဲ့မိမိတို့ရဲ့စံတော်ဘုရားဦးစားပင်လုံဆောင်ဟာတိတိတာမျိုးတွေဟာဒီမိုကရေစီနဲ့ တို့ပဲဒီပဲမှန်ကတဲ့ဓာတ်စင်ဘုံဘူးဆိုတော့ကိုလည်းအလေးနဲ့ဒိဋ္ဌိပြုကြစေလိုပါတယ်မိမိတို့လူသားချက်တွေကိုတို့တော်ဒီဒီမှာစိတ်ရည်ဆုံးပြတည်ပြုဇာဝတ်သားကြပါပဲဖြစ်ပါတယ်ကျွန်တော်တို့နေဒီမိုကရေစီစနစ်ကိုကျင့်သုံးကြပါအခြားနိုင်ငံတွေကိုဘုံဘူးကုချတော့မှာမဟုတ်ပါဘူးမြန်မာပြည်မြန်မာဟာနဲ့ကျွန်တော်တို့မြန်မာတွေပဲဥဆောင်ပြီးတော့ပုံဆောင်သွားကြမှာဖြစ်ပါမှာနောက်ပါအဲ့တော့နာခတ်ပြီညာ ြန်လက်ရှိဖို့လည်းလိုအပ်ပါတယ်။ဒီညာရေးမှာအားနဲ့နေရင်အတွေ့အကြုံတော့မှမဟုတ်အယူဆတော့မှမဟုတ်ဒီဖြစ်လာတဲ့ဒဲလို့တုံ့တက်လို့ရပါတယ်။ဒီမိုကရေစီပေါ်တော့နေဖို့တည်ကြည်အကြံမှုဟာရည်ကြီးတဲ့လိုအပ်ချက်ဖြစ်ပါတယ်။ကျွန်တော်တွေလည်းငြိမ်းချမ်းပေါ်ဆောင်ရမှာဒါရရှိကိုရခစီပေါ်ချေကဥပဒေနဲ့ NCD လမ်းကြောင်းကိုအဓိကဆွဲကန်ပြီး၆ဆန်းနဲ့ရှိနေပါတယ်။ငြိမ်းချမ်းပေါ်ဆောင်ရမှာလည်းဒီမှာဆက်ဖို့မရှိဖို့လိုအပ်တယ်လို့ ဒီတော့ကအဖြစ်မှောက်ပြောပါလေပြင်းပြင်းရှိရှိနဲ့လွတ်ဆောင်နိုင်ကိုလည်းဒီပါတယ်။နိုင်ငံရေးဒီလာရပြည်သူစုတွေဖြီးရှာနိုင်မှသာစစ်မှန်ပြီးရည်ရှိကြည်တဲ့ရင်းကျက်ရရှိအောင်စောင့်နိုင်တဲ့လည်းတို့ကျွန်တော်နေနဲ့အပြည့်ဝယုံကြည်ထားပါတယ်။နိုင်ငံများရဲ့တားဆတာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လည်းဩဇာကဖြစ်မသွားဖို့လည်းအထူးသတိပြုရဖြစ်ပါတယ်။ဖွဲ့စည်းမှုများရဲ့အင်ဂျင်နိုင်ငံများနဲ့လည်း ဒါလာတာဖြစ်တဲ့ဆက်ဆံမှုရှိဖို့လိုအပ်တယ်လို့မိမိတို့နိုင်ငံရဲ့တည်ဆဲဥပဒေတွေကိုလည်းလိုက်တာတန်ဖိုးထားဖို့တော့ကြောင်းလဲပြောကြလို့ပါမနေ့က peace forum ထဲမှာခွေးကနေဟောင်းသွားတာဖြစ်တယ်မြန်မာပြည်တပီလုံးကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်ဒါပေမဲ့ငင်းချိုင်းရဲကတော့ပါဇက်ထဲကနေချမနေဘူးเนาะအပတ်မှာဦးဆုံးအဖွဲ့အနေနဲ့သူပြောသွားတယ် မြန်မာနိုင်ငံရဲ့အဓိကရည်ရွယ်ချက်ကဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံပြီးတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုတည်ထောင်ဖို့ရတဲ့ဖြစ်တယ်လို့ပြောတယ်။ဒီမိုကရေစီကိုလည်းတူအဓိပ္ပာယ်ဖွင့်တတ်တယ်။အများပြည်သူတွေရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်ကိုဒီမိုကရေစီလို့ခေါ်တယ်။ဖက်ဒရယ်ဆိုတာကကိုယ်ပိုင်အခွင့်အာဏာနဲ့ရပိုင်ခွင့်တွေကိုမျှဝေခံစားခြင်းကိုခေါ်တယ်တဲ့။ဒါရီကသူတည်တာပဲ။ဒါပေမဲ့ဘာကြောင့်မကျင့်သုံးတာလဲ။ဒီမိုကရေစီဆိုတာဟာအများပြည်သူရွေးချယ်တဲ့ အုတ်ထုတ်ရေးစနစ်ဖြစ်တယ်ဆိုလို့ရှိရင်အခုနင်းလို့စစ်ခွေးတွေကို ဘသူကရွေးချယ်ထားလို့ဘယ်အမှတ်တမတ်ရလို့နင်းတို့ကအခုအုတ်ထုတ်ရဲလုပ်နေတယ်လေဒီခွေးတွေလေပစက်နဲ့အုံနောက်နဲ့အတော်ကြီးလုံးဝမဆက်ဘူးဖက်ဒရယ်ဆိုတာကလုတ်ပိုက်ခွေးအာနာနဲ့ရပိုက်ခွေးတွေကိုမျှဝေခံစားတယ်လို့ပြောတဲ့အခါမှာဘဲတူကဘဲအခွင့်အရေးကိုရနေတယ်လေတကယ်လို့သာဒီဖက်ဒရယ်ဆိုတဲ့အသိဘဲကိုခွေးတွေနားလေတယ်ဆိုလို့ရှိရင်ဒီနေ့စာတင်ရမယ့်ကလေးတွေလက်နဲ့ကင်နေတယ်အလုတ်လုတ်ရမယ့်သူတွေလက်နဲ့ကင်နေတယ် ဆဲထောကိုင်မဲ့သူတွေလည်းလက်နဲ့ကိုင်နေတယ်။ဟိုးပညာကိုသင်ကြားပေးမဲ့ဆက်ဆံမတွေလည်းလက်နဲ့ကိုင်နေတယ်။လေယာဉ်လုပ်တဲ့သူတွေလည်းလက်နဲ့ကိုင်နေတယ်။ဒီနေ့ဒီလိုမျိုးတော်လာရဲဖြစ်လာအောင်နင့်တို့ခွေးတွေပဲဖက်ဒရယ်ဆိုတာကိုလည်းမကျင့်သုံးသလိုဒီမိုကရေစီဆိုတာလည်းနင့်တို့မကျင့်သုံးဘူးဖြစ်တယ်။ဒီမိုကရေစီအများကြီးချေတင်မြောက်ထားတဲ့အုပ်ချုပ်ရေးကိုဒီမိုကရေစီဆိုလို့ရှိရင်အရင်တော့ကနေတော့ကတော့အောင်ဆန်းစုကြည်ဟာမင်းကိုယ်တယ်လို့ပြောတယ်ဟုတ်ပြီဖတ်လိုက် ဒါပေမဲ့ဒီနေ့ကျွန်တော်တို့တော်လိုင်းရဲတွေကိုကြည့်ချင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ကိုဘေးနှပုံတော့သူတွေကလက်ခံတယ်လေဆိုတော့ကိုနင့်တို့သိပြီးပြီဒေါ်အောင်ဆန်းစုကြည်ဟာတကယ်ပဲမဲခိုးနိုင်သလားမခိုးနိုင်ဘူးလားဆိုနင့်တို့သိပြီးမှလွတ်လပ်ရင်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံအိတ်ချမ်းသွားပြီဒုတိယအနေနဲ့လုံပိုင်ခွင့်အာဏာနဲ့ရပိုင်ခွင့်တွေကိုမျှဝေခံစားရတယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့မှာတိုင်းခုနှစ်တိုင်းနဲ့ပြည်နယ်ခုနှစ်ခုရှိတယ် ကိုယ့်ရဲ့ပြည်နယ်တိုင်းထဲမှာကိုယ့်ရဲ့လူမျိုးတွေရှိတယ်ကိုယ့်ရဲ့တိုင်းထဲမှာလည်းကိုယ့်တိုင်းမှာရှိတဲ့လူမျိုးတွေရှိတယ်ကိုယ့်ရဲ့တိုင်းနဲ့ကိုယ့်ရဲ့ပြည်နယ်မှာအုပ်ချုပ်နေခဲ့တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုစစ်အာဏာရှင်နဲ့နင်တို့မအုပ်ချုပ်ခဲ့ဘူးဆိုဒီနေ့ကျွန်တော်တို့တော်လိုင်းရေးဆိုတာလည်းဖြစ်လာစရာအကြောင်းလုံးဝမရှိဘူး2008ဥပဒေနဲ့အညီနိုင်ငံတော်အာဏာကိုရယူထားတယ်လို့ပြောတဲ့အခါမှာ2008ဥပဒေကြွကတော့အကုန်လုံးမဖတ်ဖို့ဘူးเนาะဆိုတော့ကျမမဖတ်တဲ့အပိုင်းနဲ့မှများပါသွားသလား ဒီ2008ဥပဒေအရအနိုင်ရတဲ့ပါတီတွေကိုထောင်ချပြီးတော့ကိုကိုရိုင်းပဲတိုက်တဲ့အာဏာတွေကိုအကုန်ယူပြီးမှအုပ်ချုပ်ရမယ်ဆိုတာ2008ဥပဒေဘယ်အပိုက်ထဲမှာပါလို့2008ဥပဒေအရနိုင်ငံတော်ရဲ့အာဏာကိုရယူတယ်လို့ပြောတယ်လေ။နင့်တို့အမေတွေနင့်တို့သမီးချင်းတွေမဝါစားတတ်တော့ကအစင်တွေများနင့်တို့ကိုကြွေးခဲ့သလားတော့မသိဘူးနော်။ ခွေးတပူထောင်းသွားတဲ့ထဲမှာအချက်သုံးချက်ကိုတွေ့ရတယ်တချက်ကတော့အခုဒီရွေးကောက်ပွဲကိုပြည်သူလူထုတွေလိုချင်တဲ့အတိုင်းမဖြစ်မနဲ့အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့သူကတိပြုတ်သွားတယ်ခွေးကလွဲရင်ဘယ်လူကမှရွေးကောက်ပွဲကိုလုတ်ချင်တယ်လို့ဘယ်သူမှပြောမသွားဘူးเนาะဘာကြောင့်လဲဆိုတော့2020တုန်းကအနံရရှိခဲ့တဲ့ပါတီတွေကအခုအစိုးရမလုတ်ရသေးတဲ့အတွက်ကြောင့်ဒီအစိုးရကြီးဆင်းသွားပြီဆိုလို့ရှိရင်တော့ နောက်ထပ်ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ခံနိုင်တယ်ဒါပေမဲ့2020တုန်းကအဖြေထွက်ခဲ့တဲ့ပါတီတွေမအုပ်ချုပ်ရသေးတဲ့အတွေ့အကြုံအဲ့ပါတီတွေရှိနေသေးတဲ့အတွေ့အကြုံအဲ့ပါတီတွေအုပ်ချုပ်ဖို့ရတော့အခွင့်အရေးရှိသေးတယ်ဒါကြောင့်အနံ့ရရှိခဲ့တဲ့ပါတီတွေအုပ်ချုပ်ခွင့်မရရှိသေးတဲ့အတွေ့အကြုံ ဖတ်ပြီးမှရွေးကောက်ပွဲလှုပ်ဆောင်ဖို့ရတဲ့မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းရင်းသားတွေကတော့ရွေးကောက်ပွဲကိုကျွဲတို့လိုချင်တယ်လို့တစ်ခေါက်မှမပြောဖို့ဘူးเนาะဒါကြောင့်ကျွဲတို့မလိုချင်တဲ့အရာကိုအကောင့်အထည်ဖော်ပေးဆရာလည်းမလိုဘူးပြီးနောက်တစ်ခုကတော့ဒီမိုကရေစီရှောက်လန်းနိုင်တဲ့အချိန်မှာလက်နက်ကြိုက်ဆွဲပြီးမြင့်မြင့်ရဲ့အလိုဆန္ဒအတိုင်းအကြမ်းဖက်ကိုပဲဖက်သွင်းမယ် လူမျိုးဆွဲဒေသဆွဲနဲ့မိမိရဲ့အလိုဆန္ဒအတိုင်းပဲလုပ်မယ်ဆိုလို့ရှင်တော့ဒီမိုကရေစီကနေပြည့်ဖြည့်သွားနိုင်တယ်။ဒါကမန်ကန်တဲ့လမ်းမဟုတ်ဘူးဆိုတာကို အလဲအနဲ့ပြောချင်တယ်တဲ့။အလဲပြီးမှပဲနက်နက်မလဲပဲနဲ့ပဲเนาะတိမ်တိမ်လေးပဲဖြစ်ဖြစ်။အဲ့အခုကျမတို့ဒေသမဆွဲလို့ပဲဒီနဲ့လက်နဲ့တိုင်းလူတိုင်းရင်းသားတွေအားလုံးကရောနောပြီးတိုက်ပွဲဝင်နေကြတယ်။ နင်းတို့ခွေးတွေကိုမုံတဲ့အမုံတရားကတော့ဒီနေ့ကျွားတို့လူတိုင်းရင်းသားတွေအားလုံးထဲမှာစွဲနေကြပြီဆိုတော့ကိုတော့နင်းတို့ခွေးတွေမြင့်မြင့်မထားပါမိမိရဲ့အလိုဆန္ဒလို့ပြောတဲ့အခါမှာဒီနေ့ကျွားတို့ပြည်သူတွေရဲ့အလိုဆန္ဒတခုမှမရှိသေးဘူးနင်းခွေးနင်းတမတဖြစ်ချင်တဲ့အလိုဆန္ဒဒီကြောင့်ဒီနေ့အာဏာသိမ်းခဲ့တာမဟုတ်ဘူးလားခွေးဆိုတော့ဒီနေ့ကဒီမိုကရေစီကနေမှတွေ့ဖေးသွားသလားမတွေ့ဖွဲ့ဘူးလားဆိုတော့နင်တို့ပဲသိရမယ်လူချင်းသားတွေကိုလွတ်တော်ထဲမှာ ဆွေးနွေးတည်ပြုရမယ်လို့ပြောတယ်ဆိုတော့ NCA လက်မှတ်ရေးထိုးခဲ့တာ10နှစ်ကျော်သွားပြီဒီနှစ်ဒီအချိန်ထိနင့်တို့ဘေးရင်ငိမ့်ချမ်းရေးကိုလုံဆောင်နိုင်ခဲ့တယ်လဲ Federal ဆိုတာဟာလုံပိုင်ခွင့်အာဏာနဲ့ရပိုင်ခွင့်တွေကိုမျှဝေတယ်လို့ပြောတဲ့အခါမှာနင့်တို့ဘာများများဝေခဲ့လဲဒီနှစ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုလက်ခုပ်ထဲကရေးလို့တွန်းချင်တော့မောက်ချင်မောက်နင့်တို့လုံနေကြတာမဟုတ်ဘူးလားဆိုတော့ဒီနှစ်ကြမှာပဲလွတ်တော်ထဲမှာဆွေးနွေးပြီးမှအတည်ပြုရမယ်လို့ပြောတာ NCA ဆိုတာဟာ10နှစ်ကျော်သွားပြီ ဒီနေ့ဒီအချိန်ထိနင့်တို့ဘယ်ဥစ္စာကိုသဘောတူပြီးတော့လက်မရဲထိုးခဲ့ပြီးသဘောတူညီချက်ရပြီးလက်မရဲထိုးခဲ့တဲ့ဥစ္စာကိုဘေးတိုင်းမှာဘေးပြည်နယ်မှာလှုပ်ဆောင်နေတာကိုတွေ့ရတယ်လေဘေးလူမျိုးဘေးပါတီဘေးပကောင်းဆောင်တွေရဲ့လက်အောက်ထဲမှာဘေးဥစ္စာတွေပြောင်းလဲနေတာကိုနင့်တို့တွေ့နေလို့ဒီနေ့နင့်တို့လိုချင်တာကိုလွတ်တော်ထဲမှာအတိပြုပြီးပြောပြောပါလို့ပြောရတယ်လေဒုတိယအချက်ဖြစ်တဲ့ငိမ့်ချရင်နဲ့ပတ်သက်ပြီးတော့သူပြောသွားတာကဒီနေ့ကျွဲတို့တော်လာရဲတွေကိုခေါ်ချင်တဲ့ ဆိုလို့ရှိရင် PDF တွေလားတိုင်းဒါလက်နဲ့ကင်တဲ့အားလုံးလားအဲ့လိုပြောရမှာအဲ့လို तू မပြောဘူး तू ဘာပြောလဲအတန်းဖက် PDF တွေအတန်းဖက်လက်နဲ့ကင်တဲ့အားလုံးဒီလိုမျိုးနင်းတို့လက်နဲ့ကင်ပြီးတော့ငိမ့်ချရင်မရနိုင်ဘူးငိမ့်ချရင်လိုချင်တယ်ဆိုလို့ရှိရင်တော့ငါတို့သူ့ဆုံးပြစကားပြောရမှာဖြစ်တယ်ဒါကြောင့်လာတတ်ပါတဲ့ကဲခေါ်တာတော့မှအတံဖက် PDF တွေအတံဖက်လက်နက်ကိုင်းတွေဒီလက်နက်ကိုနင့်တို့ဖက်တွေ့ထားပြီးမှငိမ့်ချရင်မရနိုင်ဘူးလို့ပြောတာ ခေါ်တယ်ဆိုလို့ရှင်ဟုတ်ပြီငါတို့ငင်းချမ်းရင်ယူမယ် PDF တွေလာကြပါတိုင်းရင်သားလက်နက်ကိုင်းတွေလာကြပါအဲ့လိုမခေါ်ဘူးခေါ်ပြီဆိုလို့ရှင်ရှေ့မှာအကြမ်းဖက်လက်နက်ကိုင်းတွေနင်းတို့ကလက်နက်တွေကိုဖက်တွယ်ထားတယ်နင်းတို့ကနင်းတို့လိုချင်တာကြီးပဲတောင်းကြတယ်အမြဲတမ်းတစ်ဖက်သားကိုချိုးနေပြီးတစ်ဖက်သားကိုအပြစ်ပုံပြီးပြောတယ်ဒီနေ့ဒီရဲ့ချိန်ထိဒီတောင်းလိုက်ရဲ့စက်တရေသုံးတော့တာ တောင်းလိုက်သားလို့သာပြောတယ်ဒါပေမဲ့သူ့ရဲ့အမေကတော့တောင်းလိုက်နဲ့တကယ်ရထားသလားဆိုတော့ DNA စစ်ဖို့တော့လိုအပ်တယ်လူကနေမှမွေးခဖွားတဲ့ကလေးဆိုလို့ရှင်တော့နဲ့နဲ့လေလူပိတတဲ့စကားကိုပြောလိုက်မယ်ဒါပေမဲ့လူပိတတဲ့စကားကိုမပြောဘူးခွေးကျင်ခွေးကြံနဲ့သူပြောသွားတာ နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစတင်တည်ထောင်လာခဲ့တဲ့အချိန်ကနေမှတပြိုင်တည်းထောက်ရငိမ့်ချိုင်ရေးကိုအမြဲတမ်းဦးစားပေးပြီးမှအားလုံးကိုခေါ်ဖိတ်ခဲ့တယ်လို့ပြောတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုရယူခဲ့တယ်လို့ပြောတာကနင့်တို့ကိုဒီနိုင်ငံတော်ကြီးကို စီမံအုပ်ချုပ်ဖို့ရာအတွက် ဘယ်သူကနင့်တို့ကိုခွင့်ပြုပေးခဲ့တယ်လဲဘယ်လူကနင့်တို့ကိုမဲခွဲဆုံးဖြတ်ပြီးနိုင်ငံတော်ကိုစီမံအုပ်ချုပ်တဲ့အာဏာကိုနင့်တို့ကိုပေးခဲ့တယ်လဲလူတော့မပေးဘူးနင့်တို့ခွေးအချင်းချင်းတွေလုတ်ခဲ့တယ်ခွေးချင်းချင်းထဲမှာတော့နင့်တို့ကမဲယူခဲ့တာမဟုတ်ခွေးကျဖို့ကနေမှအိဆောင်အုပ်ချုပ်ကိုရယူခဲ့တော့ကလည်းဘသူရဲ့ဆန္ဒကိုနင့်ယူခဲ့လို့ရယူခဲ့တယ်လဲနိုင်ငံတော်အုပ်ချုပ်ရဲ့အာဏာကိုရယူခဲ့တယ်လို့မပြောနိုင် တနတ်နဲ့ထောက်ပြီးတိမ့်ပိုက်ယူရခဲ့တဲ့နေ့ကစပြီးလို့သုံးပါကျတော့မြန်မာနိုင်ငံပြည်ထောင်စုတည်ဆောက်ဖို့ရအတွက်ငင်းချမ်းရဲကအသက်နဲ့အမျှအရေးကြီးတယ်တဲ့တေချာတာပေါ့ဒီနေ့နင်းတို့မငင်းချမ်းလို့နင်းတို့အသက်ဒီဆုံးရှုံးနေရတာလေအခုနင်းခွေးကြဘူးတောင်မှမငင်းချမ်းလို့ပဲနင်းအသက်ကိုနင်းကြောက်လို့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်လို့သာပြောတယ်အဲ့ခေါင်းဆောင်ကဘာကြောင့်အုတ်ချုပ်ခံလူသားစားတွေကိုဘာကြောင့်နင်းကကြောက်နေရသလဲတကယ်ပဲနင်းကမြန်မာနိုင်ငံရဲ့အုတ်ချုပ်တဲ့ကောင်းဆောင်လား နော်ခေါင်းဆောင်ဆိုတာဟာနောက်လိုက်ဒီချစ်ရမယ်အခုနေ့ကနောက်ကိုဘယ်သူလိုက်တယ်လဲပြောကြအောင် ပြောကြည့်အောင်ခွေးပြီးတောင်စုတိဆောင်နိုင်ဖို့ရာအတွက်ငြိမ်းချမ်းရေးဟာအတက်နဲ့အမြအရေးကြီးတယ်လို့ပြောတယ်ပြီးတော့အခုအကြံဖက်ဒီကြောင့်မြန်မာနိုင်ငံမှာဆုံးရှုံးမှုတွေအများကြီးရှိတယ်။ဒါတွေကိုထောက်ရှုပ်ပြီးတော့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတွေကိုပြည်သူလူထုတွေနဲ့လက်တွဲပြီးတော့ပေါ်ဆောင်သွားဖို့အတွက်လိုအပ်တယ်လို့ပြောတယ်။နော်ဆိုတော့ ငိမ့်ချမ်းရဲနဲ့ဖွံ့ဖြိုးတိုးတက်ရဲကိုရှေ့ရှုတယ်လို့ပြောတဲ့အခါမှာဒီနေ့စစ်ခွေးတွေကနေမှဘေငိမ့်ချမ်းရဲကိုလုတ်ခဲ့တယ်လဲပါဇက်ငိမ့်ချမ်းရဲကတော့နင့်နေညညပြောနေတယ်ဒါပေမဲ့လက်တွေဘေနားမှာငိမ့်ချမ်းရဲလုတ်ခဲ့တယ်လဲဥပမာတစ်ခုပြောမယ် TNL Lady နဲ့ငိမ့်ချမ်းရဲစကားတော့ပြောခဲ့တယ် စစ်ခွေးတွေလည်းသူတို့တောင်းဆိုတာဒီတောင်းဆိုတယ် TNLD လည်းသူတို့လိုချင်တဲ့ဥစ္စာကိုတောင်းဆိုခဲ့တယ်ဒါပေမဲ့ TNLD လိုချင်တာကိုတော့တပြားမှမပေးဘူးသူတို့လိုချင်တာကိုတော့အစွတ်တင်းယူတယ်ဘလောက်ကြီးစွတ်တလဲဆိုတော့အခုအားလုံးသိတဲ့အတိုင်းပဲလာရှိုးတောင်မှတရုတ်ရဲ့ဘောသွားငုံပြီးမှတရုတ်ဒီကနေမှတဆင့်ယူခဲ့တယ်ဆိုတော့ဒါဒီကိုငိမ့်ချရဲ့အနေနဲ့နင်းတို့လုတ်ခဲ့သလား အခု TNLD နဲ့နင်တို့တွားညိနိုင်တယ်အဆင်မပြေဘူးမပြေတဲ့အချိန်မှာပါပြောလာ TNLD နင်တို့ငါတို့တောင်းတဲ့ဥစ္စာကိုနင်တို့မပေးဘူးနင်တို့ဆုံးလားမဆုံးဘူးလားမဆုံးဘူးဆိုလို့ရှိရင်နင်တို့ကဘုံကျဲမယ်အဲ့လိုမျိုးပြောခဲ့တယ်ဆိုတော့ဒါကငင်းချင်ရဲ့စကားလားပြီးလို့ရှိရင်ကွန်ပျူတာတက်ရဲလို့ပြောတဲ့အခါမှာမြန်မာနိုင်ငံဟာအစ်မတမဆင်းရဲတဲ့နိုင်ငံတနိုင်ငံဖြစ်ကဘာကအတိမပြုထားတာဖြစ်တယ် ချမ်းသာတဲ့လူတွေကတော့အများကြီးချမ်းသာကြတာပေါ့နော်ဒါပေမဲ့ဆင်းရဲတဲ့သူတွေများတဲ့အတွက်ကြောင့်ဆင်းရဲတဲ့နိုင်ငံအနေနဲ့လှုပ်ထားတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ချမ်းသာတဲ့ဥစ္စာကကမ္ဘာမှာဘလို့နည်းနဲ့မှဆင်းရဲပြုဆိုလို့မရဘူးဘာကြောင့်လဲဆိုခိုးကြောင်ခိုးဝက်ချမ်းသာလာတဲ့အတွက်ကြောင့်ငွေမေးတွေကများတဲ့အတွက်ကြောင့်ဘသူကဘလောက်ချမ်းသာတယ်အတိအကျပြောလို့မရဘူးဆိုတော့ဖွင့်ပြိုးတိုးတက်ခြင်းတယ်လို့ပြောတဲ့အခါမှာ မရှိနေတဲ့ပတ်စံတွေနဲ့စုချစ်ပြီးတော့ဆောက်ထားတဲ့အိမ်တွေကိုတောင်နင်းတို့ဘုံကျဲတိုက်ခိုက်တယ်ဘုံမကျဲတဲ့အိမ်တွေကိုနင်းတို့မြှို့ခဲ့တယ်ဒါကြောင့်မို့ဒီနေ့ငင်းချမ်းရဲနဲ့ဖွင့်ပြိုးတိုးတဲ့ရဲလို့ပြောတဲ့နင်းတို့ရဲ့ပါဇက်ထဲမှာလေငါမပြောချင်ဘူးနော်ငင်းချမ်းရဲနဲ့တိုးတဲ့ရဲကိုဖော်ဆောင်ဖို့ရတော့လိုအပ်တဲ့အတွက်ကြောင့်နိုင်ငံတော်ကိုစန့်ကျင်ပြီးတော့လက်နက်ကိုင်တဲ့အကြမ်းဖက် PDF တွေအကြမ်းဖက်လက်နက်ကိုင်တွေအကြမ်းဖက် NUD ကြီးတွေ အတက်ပဲလက်နဲ့ကိုင်းတဲ့ဥစ္စာကိုစွန့်လွတ်ပြီးတော့ပါတီနိုင်ငံရေးလမ်းကြောင်းရွေးကောက်ပွဲလမ်းကြောင်းနေနဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းပါလို့ပြောတယ်ဆိုတော့ငေါ်ရုတ်ကိုကြတော့တန့်ဖက်တင်နဲ့လို့လက်နဲ့ချနင်းကတော့ပါလဲနင်းရဲ့လက်ထဲမှာကိုင်းထားတာပလူများထင်နေသလားနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းဖို့ရအတွက်အချိန်ကြီးခွေးကနေတော့ကျတော့လူတွေကိုလက်ကမ်းပြီးကြိုဆိုခဲ့တယ်လို့ပြောတယ်နင်းချရဲ့ကိုလာဖွဲ့တော့ဖိတ်ခေါ်ခဲ့တဲ့အခါမှာဘယ်နဲ့ကြိမ်ကများနေက PDFD လက်နဲ့ကြိုက်တိုင်းရင်သားတယ်လာကြပါလို့ခါခေါ်ဖူးတလားနှစ်ပါးစက်ထဲမှာဘာကြောင့်လဲဆိုတော့ငိုးတော့ကအကြံဖက်မဟုတ်တဲ့အတွက်ကြောင့်နေ့စကားထဲမှာအကြံဖက် PDF တွေအကြံဖက်လက်နဲ့ကြိုက်တော်လာရဲတယ်လို့ပြောတဲ့အတွက်ကြောင့်ငိုးတော့နဲ့မဆိုင်ဘူးလို့ကျွန်မတို့ကထင်တယ်ဘာကြောင့်လဲဆိုတော့ငိုးတော့ကအကြံဖက်မဟုတ်လို့ပဲနေ့ကသား PDF တွေလာကြပါတိုင်းရင်းသားလက်နဲ့ကြိုက်နေလာကြပါဆိုလို့ရှိရင်ငိုးတော့ကနည်းနည်းစဉ်းစားပေးချင်စဉ်းစားမှာပေါ့မဟုတ်ဘူးလားအခုကနေ့ကအကြံဖက် PDF တွေဆိုလို့ရှိရင်တော့ PDF လည်းတိအကြံဖက် PDF ဒီတိတန်ရှိချင်လည်းရှိနေမှာပေါ့မဟုတ်ဘူးလားနော်ပြလို့ရှိရင်အကြံဖက်တိုင်ရင်တာလက်နဲ့ကင်ဆိုရင်လည်းတခြားရှိချင်လည်းရှိမှာပေါ့စကုံးစင်ရင်းတို့လိုမျိုးပြလို့ရှိရင်မစင်စားကချင်ပြီးတော့ခွေးတွေလိုမျိုးဒါမျိုးတွေခေါ်တာပဲကျတော့ထင်တာလေဒါကြောင့်ဒီနေ့ကျတော့တခြားတိုင်ရင်တာတော်လာရဲတွေကတော့လာမနေဘူးဆိုတော့ကိုပြောပြလိုက်မယ်အဲသုံးအချက်ကရီချင်ချာလဲကောင်းတယ်ခွေးဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ကြီးလူများတဲ့စင်ပေါ်မှာ ပြောင်းလဲပြောင်းစားခွေးစလန်းခင်းခဲ့တယ်ဒါပါလေဆိုတော့တခြားနိုင်ငံတွေနဲ့တဟစားတာဖြစ်အောင်ပေါင်းပင်လုပ်ရတယ်ဒါပေမဲ့ငါတို့မြန်မာနိုင်ငံတွေဟာတခြားနိုင်ငံတွေရဲ့ဩဇာခံမဖြစ်ဖို့လိုအပ်တယ်တဲ့တခြားနိုင်ငံတွေရဲ့ဩဇာခံမဖြစ်ဖို့အတွက်လိုအပ်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့တခြားနိုင်ငံရဲ့ဩဇာခံနေတာဘယ်သူလဲတရုတ်နဲ့ရုရှားကနေ့ကိုထိုင်းဆိုထိုင်းလာဆိုလား ွားဆိုသွားအယုတ်တယုတ်လို့နင့်ဘဝနေနေတာတောင်မှအခုကျတော့မြန်မာနိုင်ငံသားတွေကိုတပားနိုင်ငံတွေရဲ့ဩဇာခံနေနဲ့မရှိရဘူးလို့ပြောတာနင့်မရှက်ဘူးလားဒီနေ့ဒီခွေးချဘူးရဲ့နောက်ကိုလိုက်နေတဲ့ဘောမာတွေနင့်နဲ့စဉ်းစားကြည့်ကြအောင်နော်နင့်တို့ခွေးချဘူးဘယ်အချိန်မှများတယုတ်ကဟေ့ဟေ့ချဘူးလာခဲ့လို့ပြောလိုက်တဲ့အခါမှာမလာပေးနဲ့နေနိုင်တဲ့အချိန်ရှိခဲ့သလားရုရှားကလည်းမဟေ့ခွေးချဘူးလာခဲ့လို့ခေါ်လိုက်တဲ့အခါမှာ မလာပေးနဲ့နေနိုင်တဲ့အချိန်ရှိခဲ့သလားကျွန်တော်တို့မြန်မာနိုင်ငံမှာဒီမိုကရေစီနိုင်ငံဖော်ဆောင်တဲ့အခါမှာလည်းမြန်မာညင်းမြန်မာဟန်နဲ့ဒီမိုကရေစီဖော်ဆောင်ရမှာဖြစ်တယ်လို့ပြောတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတည်ဆောက်လာတဲ့အခါမှာလည်းပညာရှိဖို့လိုအပ်တယ်ပညာရေးမှာအားနည်းတယ်ဆိုလို့ရှိရင်အသွေးခေါ်မှာနွမ်းပါတယ်အယူအဆတွေလွဲမမှုတွေဖြစ်ပေါ်လာတယ်လို့ပြောတယ်ဒါတွေကတိတ်မှန်တယ်ဘာကြောင့်ကြွတယ်လို့ပြောလဲဆိုတော့အခုမြန်မာနိုင်ငံမှာခွေးကြဖို့ က college first year တာတော့မအောင်ပဲနဲ့ဒီစခွေးเจ้าကိုတော့တက်ခဲ့တဲ့အတွက်ကြောင့်သူ့ကပညာမတတ်ဘူးတင်ညာကို first year college ပဲတက်ခဲ့တယ်ပညာကတော့ငိုထဲမှာမပါလာခဲ့ဘူးတန်းကနေလာတဲ့အတွက်ကြောင့်ပညာရေးဆိုတာအရေးကြီးတယ်ဆိုတာသိခဲ့ပေမဲ့လည်းပဲသူ့ရဲ့စခွေးကျေးကျွန်ပညာကိုတော့သူ့တန်ဖိုးထားပြီးမှ NUGD ရဲ့အเจ้าကိုကျတော့သူဘုံကျဲတိုက်ခိုက်ခဲ့တယ်နော်အခု NUG အเจ้าမှာ ကလေးတွေကအုပ်စုလိုက်ဖွဲ့ပြီးမှရိုက်နေတာတွေမရှိဘူးစစ်ခွေးကြောင့်တကြောင်မှပဲရှိတယ်ပညာမရှိလို့ရှိရင်နိုင်ငံတော်တိဆောက်တဲ့အခါမှာအခက်အခဲဖြစ်တယ်ဆိုတာဒါဒီခွေးတာတကယ်လို့ပါဇက်နဲ့အုပ်အုံနောက်နဲ့မျက်စိနဲ့အုံနောက်နဲ့ဆက်ခဲ့တယ်ဆိုသူစကားပြောမှာမဟုတ်ဘူးငါရဲ့လောက်ရက်တွေဟာငါ NGD ရဲ့အကြောင်းကိုဖျက်ဆီးတယ်ကလေးတငယ်တွေကိုတတ်တဲ့အလုပ်ဟာငါဟာပညာမဲ့အလုပ်ကိုလုပ်နေတာပဲလို့သူတွေးမြင်မှာပဲဒါပေမဲ့ ဒီခွေးတခုပဲမကဘူးသူ့ရဲ့ဘောမတဲ့သူဒီအားလုံးဟာလည်းပဲတူနဲ့တူတူအုံနောက်ကတော့ drum လိုပဲเนาะအတံမြည်ပြီးမှအထဲမှာဘာမှမရှိတဲ့ခွေးတတော်တွေဖြစ်တယ်ဆိုတော့အခုဒီငိမ့်ချရေးကိုအခုဆောင်တဲ့အခါမှာ2008အခြေခံဥပဒေနဲ့ NCA လမ်းကြောင်းကိုအဓိကဆွဲကြိုက်ပြီးတော့လိုက်လျှောက်တယ်လို့ပြောတယ်ပြီးလို့ရှိရင်လည်းဒီလိုမျိုးငိမ့်ချရစ်ကိုဖော်ဆောင်တဲ့အခါမှာတခြားနိုင်ငံကနေမှပါဝါဆွဲဖွဲ့မှုတွေမရှိဖို့ရန်အတွက်နဲ့ ပြည်တွင်းအဖြတ်အမှောက်ပြောကဒီနော်ကင်းကင်းရှင်းရှင်းနဲ့လှုပ်ဆောင်မှသာဒီငိမ့်ချမ်းရဲကိုလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ပြောသွားတယ်ဒီငိမ့်ချမ်းရဲအတွက်ဆိုလို့ရှိရင်တော့ဆွေးနွေးမှသာစစ်မှန်တဲ့ရေရှည်ခိုင်မြဲတည်တံ့တဲ့ငိမ့်ချမ်းရဲကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ပြောတယ်ဒီနေ့ဒီငိမ့်ချမ်းရဲတီတန့်ခိုင်မြဲဖို့ရတော့ငိမ့်ချမ်းရဲဆောင်ရွက်တဲ့အခါမှာဆွေးနွေးခြင်းတို့တခြားနေရာမှာတော့ကြွမသိဘူးကျတော့ကချင်ပြည်နယ်မှာဆိုလို့ရှိရင် KIAD နဲ့စစ်ခွေးတီငိမ့်ချမ်းရဲယူလက်အချိန်မှာ ျတော့ကချင်ပြည်နယ်မှာငိမ့်ချရဲမယူခင်တုန်းကယွာသေးလေးဒီမှာဆိုစစ်တပ်မရှိဘူးယွာနည်းနည်းကြီးတဲ့နေရာမှာစစ်တပ်ရှိတယ်မြို့ဒီမှာစစ်တပ်ရှိတယ်ဒါပေမဲ့ငိမ့်ချရဲယူနေတဲ့အချိန်ကာလမှာယွာတက်သေးလေးပဲဖြစ်ဖြစ်အင်းတောင်ဆန်ငါးခုလောက်ပဲရှိရင်လည်းအဲ့မှာရဲနဲ့စစ်တပ်ရှိတယ် နည်းနည်းကြီးတယ်မြို့ရွာကြီးမှာဆိုလို့ရှိရင် အထက်မှာတခု အပြင်ဟိုဒီအဝင်မှာတခုရှိတယ်တခါတလေကြတော့မြို့ကြီးတွေမှာဆိုလို့ရှိရင်အဝင်မှာတခုအပြင်မှာတခုဟိုးနောက်မှာတခုနော်ပြည့်လို့ရှိရင်မြို့အထက်မှာတခု ်ပြီးလို့ရှိရင် yes ခံပေါက်များစွာရှိတယ်ကချင်ပြည်နယ်မှာဆိုဒီလိုမျိုးတို့ကငိမ့်ချမ်းရဲကိုခုတုံးလုပ်ပြီးမှစစ်ခွေးစစ်ခန်းနဲ့အများကြီးအဲတို့ဒီအလှုပ်ဆောင်လာခဲ့တာဖြစ်တယ်เนาะပုံမော်တစ်ခုလုံးကိုပဲကျွန်တော်တိုက်နေတဲ့အချိန်မှာတောင်းအခုကျွန်တော်စစ်စခန်းတွေခွေးစခန်းတွေအားလုံးပေါင်းတစ်ဆယ်ကျော်တိမ့်ပိုက်ပြီးပြီဒါပေမဲ့အခုရှိနေတုံးပဲဒီစက္ကက27ရက်ကာကင်းဆိုတာဟာ6ကျော်ရှိတယ်ဒါတွေဟာငိမ့်ချမ်းရဲကိုခုတုံးယူပြီးတော့ ကျတော့ကချင်ပြည်နယ်မှာစစ်တပ်နိုင်ငံကြီးတီထောင်လာခဲ့တာဖြစ်တယ်။ဒါကြောင့်အခု NCA ဆိုတဲ့အရာတွေစပွဲပေါ်မှာထိုင်ပြီးမှဆွေးနွေးမယ်ဆိုတဲ့အရာတွေဟာခွေးဆက်လန်တီတန်တာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။နော်။တိတ်မပြောချင်ဘူး။တိတ်ပြောလို့ရှင်လားမိသွေးလိုရကြနေအောင်မယ်။နော်။ပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ။